ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့တရားနဲ့တရားညင်းခွန်ကြမယ်ဗျာ ။ညကုန်ကြရဲဆိုတာလေဗျာကျွန်တော်ဒီဗီဒီယိုမှာကျွန်တော် United Fan ကြီးကိုချင်းချင်းတယောက်နဲ့တယောက်တိထားတာတွေကို sharing လုပ်သွားစေချင်တာ။အဲ့လို sharing လုပ်တဲ့နေရာမှာလည်းတယောက်နဲ့တယောက်ဒါရင်ကြီးကြီးနဲ့ပဲ sharing လုပ်တာမျိုးဖြစ်စေချင်တယ်။လုံးဝလုံးဝဒီဆဲဆိုတာတွေဘာတွေကိုတော့ကျွန်တော်လက်ခံသွားမှာတော့မဟုတ်ဘူး။ဆိုတော့ထားပါတော့ကျွန်တော်ဒီဗီဒီယိုမှာအဓိကပြောချင်တာလက်ရှိကျွန်တော် Manchester United တင်မှာဒါ Ruben Amorim က3-4-2-1 formation တခုလေးကိုပဲသုံးနေတယ်။ဆိုတော့အဲ့လိုသုံးတာနဲ့ပဲသူ့ရဲ့ tactical ကဒါ flexible မဖြစ်ဘူးလို့ပြောတဲ့အခါမှာမှန်လားမှားလားဆိုတာကိုကျွန်တော်ညီကိုရင်းနဲ့တူတူဒါဆွေးနွေးသုံးသပ်သွားချင်တာ။ဆွေးနွေးသုံးသပ်သွားချင်တာနဲ့ကျွန်တော် ျွန်တော်သိထားတဲ့အရာတွေကျွန်တော်သိထားတဲ့ knowledge တွေကဒါမှားလားမှန်လားဆိုတာကိုသိချင်တာကြောင့်လည်းပါတယ်ဆိုတော့ကျွန်တော် United fan ကြီးကိုသိတဲ့အတိုင်းပဲဒါ Ruben Amorim ကတော့ဒီ Sporting Lisbon အသင်းမှာရောကျွန်တော် Manchester United အသင်းမှာရော3-4-2-1 formation တခုတည်းကိုပဲသုံးနေတယ်ဒါပေမဲ့ဗျာအဲ့ဒါနဲ့ပဲသူ့ရဲ့ tactical က flexible မဖြစ်ဘူးပြောရင်တော့ကျွန်တော်လက်မခံတဲ့အထက်မှာပါတယ်ဘာလို့လဲဆိုရင်တော့ကျွန်တော်သိထားတဲ့ဒီ formation တွေဗျာ4-3-3တို့4-2-3-1တို့ 442လို့အခုနောက်ဆုံး3421လို့ဆိုတာဒါ on paper မှာ steady shape တစ်ခုအရာပွဲထွက်လာတဲ့ပုံစံတစ်ခုထက်မပိုဘူးညာပြီးတော့ကျွန်တော်နားလည်ထားတဲ့တက်တက်အရာဆိုရင်ကျတော့လေဟိုအတင်းတင်းရတစ်ဖက်ပြိုင်ဖက်အတင်းပေါ်မှာမူတည်ပြီးတော့သူတို့ခင်းကျင်းလာတဲ့ formation နဲ့မှာဘယ်လိုကစားလဲဆိုတဲ့သူတို့ရဲ့ play style တွေကိုကြည့်ပြီးတော့ပဲသူတို့ရဲ့ tactic ကဒါ flexible ဖြစ်မဖြစ်သုံးသပ်ရရလို့ကျွန်တော်ကတော့မြင်တယ်ဥပမာပြောသူတို့ရဲ့ဒီပွဲထဲမှာ high pressing ကစားတဲ့ style တွေ variable play ကစားတဲ့ style တွေပြီးတော့ဒီ player ရဲ့ role တွေ in game adaptation တွေဒါတွေကိုပဲကြည့်ပြီးမှပဲသူရဲ့ဒီ tactic က flexible ဖြစ်မဖြစ်ပြောလို့ရတယ်လို့ကျွန်တော်ထင်တယ်ဟိုဥပမာ brother တို့မြင်အောင်ပြောရမယ်ဆိုရင်ဗျအသင်းတိုင်းကသူတို့ခင်းချင်းထားတဲ့ formation တခုဆိုတာရှိရယ်ပွဲထွက်လာတဲ့ခင်းချင်းဆိုတာရှိရယ်ဒါပေမဲ့တကယ်တမ်းသူတို့ဒီ on the ball off the ball တွေမှာကျတော့အဲ့အခင်းချင်းတွေ formation တွေကပြောင်းတော်တဲ့ကြရယ်ကျွန်တော် Manchester United အသင်းမှာဆိုရင်လည်းဒါ Ruben Amorim က3421ကိုတကယ်တမ်းဟိုခင်းချင်းလာပြီးမယ်ဗျ on position ရောက်သွားတဲ့ခါမှာကျတော့ဒီ325ကဒါအများဆုံးသုံးတယ်တစ်ခါတလေမှာဒါ3115တို့ဒါမှမဟုတ်ရင်လည်းနောက်ဆုံး316တို့ပုံစံတွေထိပါသုံးတယ်ဆိုတော့ Pep Guardiola ဆိုရင်လည်းအဲ့အတိုင်းပဲဗျသူတို့က ဒီ forfeit ပုံစံမျိုးနဲ့ပေါ်ထွက်လာပြီမြန်တကယ်တော့ on position မှာဒါ325ပုံစံကိုသုံးတာကိုပဲကျွန်တော်တွေ့ရတယ်။ဆိုတော့ကျွန်တော်ပြောချင်တာကဒီ on paper မှာထွက်လာတဲ့အခင်းချင်းတိုင်းကစားနေရတော့မဟုတ်ဘူး။ on the ball or the ball တွေမှာသူတို့ရဲ့ formation တွေကအပြောင်းလဲဖြစ်သွားတာကိုပြောချင်တာ။နောက်တစ်ခုကကျွန်တော်ပြောတဲ့ဒီ high pressing system style ကိုကြည့်မယ်ဆိုရင်ကျတော့လေ Ruben Amorim က ဒါ supporting မှာလည်းကအမြဲတမ်း high pressing သွားနေတဲ့နီးပြတော့မဟုတ်ဘူးဗျာကျွန်တော်ပြောချင်တာက तू တစ်ဖက်က तू နဲ့တွေ့တဲ့အတင်းကသူတို့ထက်နိုင်နေဆိုရင်တော့ तू high pressing သွားတယ်ဒါမှမဟုတ်ဗျာဒီတစ်ဖက်အတင်းတွေကဒီ Porto တို့ Braga တို့လို့သူတို့နဲ့ဒါ level 2အတင်းတွေဒါမှမဟုတ်ရင်လည်းသူ့ထက်ပိုကောင်းတဲ့အတင်းတွေနဲ့တွေ့တဲ့အခါမှာကျတော့ဒီ Ruben Amorim က fight 3 2လို့ဒါမှမဟုတ်ရင်လည်း fight 2 3ဆိုတဲ့ဒါ mid block low low set up နဲ့သွားတာကိုတွေ့ရတယ်။အဲ့တော့ back guardiola ဆိုရင်လည်းအဲ့တိုင်းပဲသူရတဲ့ high pressing ပုံစံကအမြဲတမ်းတသက်မထဲတော့မဟုတ်ဘူး။ပြောချင်တာကဒီတစ်ဖက်အသင်းရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူတို့4 2 4နဲ့လည်း break တယ်။ဒါမှမဟုတ်ရင်တစ်ခါတလေကြာရင်လည်းဒါ4 4 2နဲ့ break တာမျိုးကြီးလို့လည်းတွေ့ရတယ်။နောက်တစ်ခုကပြကျွန်တော်တို့ဒီ bait play ကစားတဲ့ပုံစံအများအဲ့ဒါက ဒီ Ruben Amorim ရဲ့ပုံစံကိုကြည့်မယ်ဆိုရင်ကျွန်တော် Manchester United တင်းကိုဆက်ရလာတဲ့အချိန်မှာ Brother တို့အရင်မြင်တာလည်းအရာတစ်ခုရှိတယ်ဗျ။အဲ့ဒါဒီ center back တော့မှာဆိုရင်အလဲရ CCB တယောက်က defensive midfielder နဲ့ဒါပဲ pivot ယူပြီးတော့3-2 shape ကိုခင်းတယ်။ဒါပဲသူ့ရဲ့ပုံစံတွေကအမြဲတမ်းကွဲပြားရဗျ။တစ်ခါလေကျတော့လည်း3-2တစ်ခါလေကျတော့လည်း2-1တစ်ခါလေကျတော့လည်း2-3 အဲ့လိုရှိတ်တွေနဲ့ပဲဗျာ Oppo နဲ့ရဲ့ပုံမှာမူတည်ပြီးတော့ပြောင်းလဲလုပ်နေတာကိုတွေ့ရတယ်။တခါလေတစ်ဖက်သင်းက high pricing မှာအရင်ကောင်းနေဆိုရင်နောက်တန်းမှာပဲဘောလုံးကို recycle လုပ်ပြီးတော့ဒီ long ball နဲ့ drive သွားတာမျိုးကြီးလည်းရှိတယ်။ဆိုတော့သူ့ရဲ့ဒီ beta face style ကလည်းဗျာတစ်ဖက်သင်းရဲ့ Oppo နဲ့ပုံမှာမူတည်ပြီးတော့အမြဲတမ်းပြောင်းလဲဖြစ်တာကိုတွေ့ရတယ်။နောက်တစ်ခုကျွန်တော်ပြောတဲ့ဒီ player ရဲ့ role ဗျာဆိုတော့ player ရဲ့ role နဲ့ပတ်သက်ရင်တော့ player တွေမှာဒါသူတို့ခင်းကျင်လာတဲ့အခါမှာသူတို့မှာတတ်မှတ်ထားတဲ့ role တွေတော့ရှိတယ်။ဒါပေမဲ့အဲ့ဒီ role တွေမှာသူတို့လောက်ဆောင်ရတဲ့တက်တွေကလည်း Oppo နဲ့ပုံမှာမူတည်ပြီးတော့ क्वे ပြရမျိုးကြီးရှိတယ်ဗျာ။ ဆိုတော့ကျွန်တော်ဒီနည်းနည်းမြင်သာအောင်ပြောရမယ်ဆိုရင် brother တို့ဒီ man city ရဲ့ဘာနာတို့ save out ကိုကြည့်ပြဘာနာတို့ save out ကအများတန်းလို့လို့ဒီ right wing ကနေရာမှာပွဲထွက်တယ်တခါလေးမှဒါပဲပြေပေါ်မှာတော့သုံးမိမယ်လေဒါအများဆုံးက right wing ကနေရာမှာလည်းကစားတယ် ဆိုတော့သူ့ရဲ့တက်ကိုကြည့်မယ်ဆိုရင်ဗျာ तू ကဒီ high pressing ကောင်းတဲ့အသင်းနဲ့ liverpool တို့ဘာလို့ ਨੇ တွေ့တဲ့အခါမှာ तू က draw ကိုဆင့်တယ် benefit ကိုပါဝင်ကူညီပြီးတော့အသင်းကိုဒီ benefit မှာကောင်းကောင်းစားနိုင်အောင် तू ကသူ့ရဲ့တက်ကအဓိကလုပ်ရတယ်ဒါပေမဲ့သူတို့ကသူတို့ထက် name နဲ့အသင်းနဲ့တွေ့လို့ on position ခိုင်းကစားတဲ့အခါမှာဘာသာလို့ save ဗျာဒီ right back ကိုထွက်ပြီးတော့ဒီ white back မှာထွက်ပြီးတော့အများအားကစားတာကိုတွေ့ရတယ်အဲ့ဘက်မှာပဲကောင်းကောင်းလှုပ်ရှားရတယ်အခွင့်အရေးရရင်ရတယ်လို့ goal ဖန်တီးပြတယ်လို့ तू ချောင်းချောင်းတယ်လို့လည်း तू goal shoot တာမျိုးတွေလုပ်တယ်ဆိုတော့ဒီ rule ကတော့ဒီ rule ပဲဒီတစ်ဖက်ရဲ့ opponent ပုံမှာမူတည်ပြီးတော့ ားတဲ့တက်ကကွဲတဲ့ဟိုကျွန်တော် United အသင်းမှာဆိုရင်လည်းထားတော့ဗျာဒါ Nero Neverton နှစ်ယောက်ရှိရယ် Brother လို့တည်တဲ့ပုံစံတိုင်းဒါတော့ကျွန်တော်တို့ကဒီ Garnacho နဲ့ Bruno နဲ့ Nero Neverton မှာထွက်လာတယ်ဆိုတော့ Garnacho နဲ့ Bruno ရဲ့တောင်းဝင်ရဗျာကျွန်တော်တို့ကကျွန်တော်အသင်းထနေတဲ့အသင်းနေကစားတဲ့အခါမှာ on position ကစားတဲ့အခါမှာသူတို့ရဲ့အဓိကတက်ကဒီ head speed တွေထဲမှာ tight speed တွေထဲမှာကောင်းကောင်းလှုပ်ရှားတတ်ဖို့ပဲအဲ့ဟာ main ဖြစ်သွားတယ်ဒါပေမဲ့ defend opponent ကကျွန်တော်တို့ထပ်ပူကောင်းတဲ့အခါကျရင်ကျွန်တော်တို့ mid block လုပ်လို့နဲ့ဆော့ရတဲ့အခါမှာသူတို့ရဲ့အဓိကတက်ကကျတော့ ဒီတစ်ဖက်တင်းရဲ့နောက်က speed တွေမှာ run လောက်ရမယ် channel run တွေလောက်ရမယ် behind the run တွေလောက်ရမယ်အဲ့ speed တွေကိုအသက်လောက်ပြီးတော့ goal တွင်းနိုင်ဖို့ပို့ပြီးတော့ဥတီရယ်ပြောချင်တာ direct boost ဆန်တယ်ဗျာဟို play maker ပုံစံမဟုတ်တော့ဘဲနဲ့ direct boost ဆန်သွားတယ်ဆိုတော့ rule ကတော့ဒီ narrow နဲ့ပဲ tan rule ပဲဒါပေမဲ့ opponent ပုံမှန်ပို့တည်ပြီးတော့အပြောင်းလဲဖြစ်တာတွေကိုမြင်ရတယ်ပြီးတော့ဗျာဒီ in game adaptation ဆိုတာလည်းအဲ့ဒါပဲ player တွေကို तू ဖြစ်နေတဲ့ပုံစံဗျာ opponent ပုံမှာ motivate ကစားနေတဲ့ပုံစံတွေမှာဘယ်လောက် adaptation လုပ်နိုင်လဲဆိုတာလေးပုံမှာ ကြည့်ပြီးတော့ပြောရတာဆိုတော့ဒါတွေအကုန်လုံးကိုကြည်ချင်းရပြပြအမုံရင်းကသူ့ရဲ့တက်တကယ်လေးအရာ flexible ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့မှန်တယ်ဒီ formation အရာတော့သူဒီ data ဒီ formation တစ်ခုတည်းကိုပဲဆက်ဆက်မြက်မြက်သုံးတဲ့အတွက် sticky ဖြစ်တယ်ဒါပေမဲ့အဲ့ဒါနဲ့ပဲဒီတက်တကယ်လေးအရာ flexible မဖြစ်ဘူးဆိုရင်တော့ကျွန်တော်ကတော့မှားရလို့ပဲကျွန်တော်ကတော့မြင်တယ်ဒီမှာကျွန်တော်အဓိကပြောချင်တာ Ruben Amorim ရဲ့တက်တကယ်က flexible ဖြစ်တာကိုပဲအဓိကပြောချင်တာအဲ့ဒါနဲ့ပဲကျွန်တော် Manchester United တင်မှာအောင်မြင်မယ်လို့တော့ကျွန်တော်ပြောချင်တာမဟုတ်အောင်မြင်မယ်မအောင်မြင်ဘူးဆိုတာကျွန်တော်စောင့်ကြည့်သွားမှာဗျာ ဒါပေမဲ့ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်မှာသူမအောင်မြင်ခဲ့ဘူးဆိုရင်လည်းသူ့ကိုနီးပြကောင်းတယောက်မဟုတ်ဘူးလို့ကျွန်တော်ပြောလို့မရဘူးကျွန်တော်ရှင်းမှလည်းခဏလာပြောဦးပဲအဲ့ဒီတန်ခါကျွန်တော်မန်ချက်စတာယူနိုက်တက်တင်မှာမအောင်မြင်တာနဲ့ပဲသူကနီးပြကောင်းတယောက်မဟုတ်ဘူးလို့ပြောလို့မရဘူး ပြောချင်တာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်းနဲ့တော့ तू ကဖိမဖြစ်ဘူး။ဒါပေမဲ့တခြားသင်းတွေမှာတော့အောင်မြင်အောင်မြင်နိုင်မှာဗျာ။အခုလီဗာကူးစင်းမှာ तू အောင်မြင်သွားနိုင်တာမျိုးတွေလည်းဖြစ်နိုင်တယ်။ဆိုတော့အမိုရင်းလည်းအဲ့လိုပဲအောင်မြင်မဲ့မအောင်မြင်မှုကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်သွားအောင်ပါ။ဆိုတော့ဘက်ကွာရီယိုလာလေအဲ့တိုင်းမှာပဲ तू အားတန်တဲ့ဒီဘက်ဖောဘယ်တော့မှမပြောင်းဘူးဗျာ။ဖောဘက်အမြဲတမ်းကစားရတယ်ဗျ။အတင်းတိုင်းမှာဘာစီလိုနာမှာလည်း433 431အဓိကနောက်တန်း၄ယောက်ကိုအဓိကထားကစားရတယ်။အဲဒီဘိုင်ယန်မှာလည်းအဲ့တိုင်းပဲမန်စီးတီးမှာလည်းအဲ့တိုင်းပဲ။ ဒါပေမဲ့ तू အောင်မြင်တယ်ဘာလို့လဲဆိုတော့ရှင်းတယ်ကြာအဓိကကတော့ तू လိုချင်တဲ့အတိုင်းကစားပြနိုင်တဲ့ quality ရှိတဲ့ player တွေကိုသူတို့တင်းရခေါ်ပြီးနိုင်လို့ပဲဆိုတော့ကျွန်တော်တို့ Manchester United တင်းမှာအောင်အောင်မြင်မယ်မအောင်မြင်ဘူးဆိုတော့အဲ့ဒီဘိုင်းနေနဲ့လည်းဓာတ်ရိုက်ဆက်ဆံနေတယ်ဆိုတော့ကျွန်တော်တို့ United fan တွေထဲမှာဒီ formation နဲ့ပတ်သက်ပြီးတော့ senior ဖြစ်တဲ့ညီကိုကြီးရှိတယ်။ဆိုတော့ကျွန်တော်တို့ကဒါ three back ထားလို့မအောင်မြင်ဘူးဆိုရင်ကျွန်တော်တို့ four back ထားတဲ့နည်းပြောင်ကြီးလည်းအများကြီးသုံးခဲ့ပြီဗျာ။ဆိုတော့ Monyo ရှိရယ် Social ရှိရယ် Eric Dan ရှိရယ်ဗျာ။အခု Louis Van Gaal ကိုလည်းပါလာပဲဆိုတော့ David Moyes တို့ရော ။ဒါဆိုရင်ကျွန်တော်ဒီ4 bet ထားတဲ့နီးပြရင်းနဲ့လည်းမကြည်နဲ့နိုင်ဘူး။3 bet ထားတဲ့နီးပြကြတော့လည်း3 bet ထားလို့ဆိုပြီးတော့အပြစ်ပြောနေဆိုရင် brother တို့ကဒီဘလိုပုံစံလိုချင်တာလဲဆိုတာကိုလည်းကျွန်တော်တကယ်သိချင်တယ်။ပြောချင်တာကဒီ social network မှာကရလက်တွေကောင်းတယ်ဗျ။ရလက်တွေကောင်းနေပြီမဲ့လည်းဒီတံမြတိုက်စစ်ကြီးပဲအဓိကသွားနေလို့ဟိုဘယ်တင်းနဲ့ပဲတွေ့တွေ့မေဘလော့လိုဘလော့ကြီးနဲ့ပဲစောင့်နေလို့ဆိုတော့ Eric Dahan ကိုခေါ်လိုက်တယ်။ဆိုတော့ Eric Dahan ကကျတော့သူ့ရဲ့ဒီ philosophy အတိုင်းအသက်သွင်းဖို့ကြိုးစားကြည့်သေးတယ်။ तू ကအဲ့ကစားသမားတွေက तू လိုချင်တဲ့အတိုင်း မဖြစ်တာတကြောင်ဒီဒဏ်ရာပြဿနာကြီးနှိမ့်သက်တာတကြောင်သူက program medicine ဝေးဖို့သွားလိုက်တယ်ဆိုတော့ program medicine ဝေးဖို့သွားတော့ကျတော့လေဒီ eritan hack ကတပွဲနဲ့တပွဲမြဲနဲ့ပုံစံချိန်နေတယ်ဆိုတော့ဝေဖန်တန်တွေကရှိလာပြန်ရောအခုဒီနီးပြဗျာ amorin ကကျတော့သူ့ရဲ့ philosophy ကိုအဓိကစုပ်ကိုင်ထားတယ်အဲ့တိုင်းပဲအသင်းရဲ့ identity ကိုဒီကိုကြိုးစားတဲ့နီးပြကိုကျတော့လေဒါ three bet ထားလို့ဒါအမြဲတမ်းကြီး three bet ပဲသုံးနေတဲ့အတွက်အဆင်မပြေဘူးဆိုတော့ ဟိုဘလိုပုံစံမျိုးမှာကျွန်တော် United အသင်းအဆင်ပြေမှာလဲဆိုတော့ကျွန်တော် United အသင်းမှာဒီလိုနီးပြပေါင်းဆုံးရှိနေတဲ့တိုင်အောင်အဆင်မပြေတာကိုကြည့်ရင်ဘယ်ရာမှားနေလဲဆိုတော့ကျွန်တော်အများကြီးတော့ပြောစရာလုံးမယ်မထင်ဘူးဗျာအဓိကအသင်းတစ်သင်းအောင်မြင်ချင်တာအောင်မြင်ချင်တယ်ဆိုပြီးတော့ quality ကောင်းတဲ့ player တွေရှိဖို့ရတော့လိုတယ်အဲ့လိုမခေါ်ပေးနိုင်သေးရတော့အောင်မြင်မှာလည်းမဟုတ်ဘူးဆိုတော့ထားရတော့ဗျာကျွန်တော်ဒီမှာအဓိကပြောချင်တာကတော့ Ruben Amorim ကသူ့ရဲ့ဒီ formation ပေါ်မှာအရင် sticky ဖြစ်တဲ့နီးပြတော့မှန်တယ်ဒါပေမဲ့ဗျာဒီသူ့ရဲ့ tactic က flexible ပဲမဖြစ်ဘူးလို့ပြောရင်တော့ကျွန်တော်ကတော့ လက်မခံတဲ့ထဲမှာပါတယ်ဆိုတော့ညီကိုတွေလည်းညီကိုတွေရဲ့အမြင်တွေကိုရှင်းရီလုတ်ပြီးသွားပါအောင်ခုနကျွန်တော်ပြောထားတယ်ကျွန်တော်သိထားတဲ့တက်တက်ဆိုတာအတင်းတင်း high pricing ဘလို့ကစားလဲ beta fit ပုံစံဘလို့ကစားလဲ player ရဲ့ rule တွေကိုဘလို့လုတ်ပြီးနေရလဲ game ထဲမှာ adaptation ဘလို့ရှိလဲပြီးတော့ in game management အရာလူစားလဲမှုတွေဘာတွေ အချင်းချက်လောက်တာတွေအဲ့အရာဒီပုံမှာပဲကြည့်ပြီးတော့တက်တစ်ကိုဆုံးဖြတ်ရတာဗျာတက်တစ် flexible ဖြစ်မဖြစ်ကိုဆုံးဖြတ်တာလို့ကျွန်တော်ကသိထားတာဆိုတော့ဒီ formation ကိုကြည့်ပြီးတော့တက်တစ်က flexible ဖြစ်မဖြစ်လို့ပြောနေရင်တော့နည်းနည်းတော့မှားနေရလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ကျွန်တော်အမြင်မှားခဲ့တယ်ဆိုရင်လည်းညီကိုရင်းနေနဲ့ဝင်ရောက်ဆွေးနွေးသုံးသပ်ပြီးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြည့်နေသက်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်